ောင်းကြိုက်တဲ့နဲ့မင်းတို့ရှို့ခေါ်လာပြီးတော့ချမရဲ့ကြီးစားပါဆိုပြီးတော့မိဆက်ပေးလို့မရဘူးဆိုတော့သဘောပါဟာခတ်တယ်ခတ်တယ်လူတွေကလည်းကို့ဟာလည်းမဟုတ်ပဲနဲ့ဘာလို့မျောလင်းနေရလဲမသိဘူးအေးလေတအားမှန်ထားတော့လေရမသွားတော့ရှာကြည့်ပါမှာပေါ့တခါတုန်းကမြို့လေကောင်မှာငါးဖန်းသူလေးတယောက်ရှိတယ်နေတိုင်းအေဂျင်ဂျန်လန်းလေးကတချမ်းမှာငါးဖန်းကန်အနာကိုတောင်းထိုင်ပြီးငါးတကောင်နှစ်ကောင် ဖန်းနေသူပါတနေ့မှာတော့ ဆက်ရုပ်ဖနှက်နဲ့အရန်တောက်ပတဲ့ဝတ်စုံတစုံဝတ်ထားတဲ့မြို့သားတယောက်လမ်းလျှောက်လာတယ်ဒီလူကငါးဖန်းသူကိုမြင်ပြီးလက်ခုပ်တစ်ချက်ခိုင်းတော့ငါးဖန်းသူကဟုလို့ပဲပြန်ကြည့်လိုက်တယ်မြို့သားအေးငါးဖန်းနေတာလားမင်းဘလို့နေတိုင်းလကားနေလို့ရတာလဲအလုံးမလုံဘူးလားငါးဖန်းသူအေးအလုံးလုံးတယ်ပါငါးဖန်းတာကငါလုတ်ပါငါမိသားစုစားဖို့လုံလောက်တဲ့ငါးတွေဖမ်းပြီဆိုရင်နားတယ်မြို့သားအဲ့ဒါနည်းနည်းလာတယ် ငါဆိုရင်နိုင်ပေါင်း၁၆နိုင်အလုံးလုံးမယ်ငွေစုမယ်တန်ကျင်ထုတ်မယ်ပြီးရင်ငါအလုပ်ကိုပိတ်ပြီးကန်းချေကတချမ်းမှာငါဖမ်းနေမယ်ငါဖမ်းသူကတော့အေးအေးနဲ့မေးလိုက်တယ်ဒါဆိုအခုလိုငါဖမ်းနေတာနဲ့တူတာမလားမြို့သားကတော့ခဏတိတ်သွားတယ်သူ့အနားမှာကောင်းကင်ကောင်တကောင်ကပါပြောလိုက်တယ်ဘာဖြစ်လို့လဲငါဘဝကိုတုံးစင်းလဲ့ပြီးပြန်လာဖို့လိုတာလဲ